ဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့မိမိအတွက်နှင်းစီပန်းဖြစ်ပါတယ်ဒီနေ့မှလူတယောက်ဟာသူနဲ့မိုင်းနေရဝေးမှနေထိုင်နေမိခင်စီပန်းတွေကြီးနှဲနဲ့ပြဖို့ကိုပန်းမှမဲဆိုပြီးပန်းဆိုင်ဒီဇိုင်းရှိမှရလိုက်တယ်။ဒါနဲ့ဆိုင်ရှိရောက်လို့ကားရဲကထွက်လိုက်တော့မိန်းကလေးငယ်လေးတယောက်ကလူသွားလန်းတနေရာမှာထိုင်ပြီးရှိုက်ကြီးတငယ်ငိုနေတာကိုသတိထားမိလိုက်တယ်တဲ့။သူကမိန်းကလေးငယ်လေးကိုဘာခက်ခဲရှိလို့လဲလို့မေးစီလိုက်တော့မိန်းကလေးက သမီးမိမိအတွက်နှင်းစီမံအနီလေးတစ်ပတ်လောက်လိုချင်လို့ပါ။ဒါပေမဲ့သမီးမှာ85ဆင့်ပဲရှိနေတယ်။နှင်းစီမံက2ဒေါ်လာကျမှာမို့လို့ပါလို့ပြောလိုက်တယ်တဲ့။ဒါနဲ့သူကပြုံးပြီးလာဦးလေးနောက်လိုက်ခဲ့ဦးလေးသမီးကိုနှင်းစီမံဝယ်ပေးမယ်လို့ပြောလိုက်တယ်။နောက်သူကမိန်းကလေးငယ်လေးအတွက်ပန်းဝယ်ပေးလိုက်ပြီးသူ့မိမိအတွက်လည်းပန်းအမဖို့တင်လိုက်တယ်။ပြည့်ရဲ့အခါပြန်မိုးလို့တော့သူကမိန်းကလေးငယ်လေးကိုဦးလေးလန်းကြောင်လိုက်ပို့ပေးမယ်လို့ကမ်းလှမ်းလိုက်တာပေါ့ ဒါနဲ့မဲကလေးငယ်လေးကဟုတ်ကဲ့ဦးလေးကျေးဇူးပြုပြီးတော့ဦးလေးသမီးကို သမီးမေမေစီလိုက်ဖို့ပေးနိုင်မလားလို့ပြန်ပြောလိုက်တာပေါ့ Now မဲကလေးကသူ့ကိုကူးတင်ချိုင်းတစ်ခုစီလမ်းပြခဲ့လိုက်ပြီးအဲ့ဒီမှာရှိတဲ့လောလောလတ်လတ်တူးထားတဲ့သူ့မေမေရဲ့အုပ်ဂူတည်လေးပေါ်မှာနှင်းစီပန်းလေးတင်လိုက်တယ်။ဒါကိုမြင်လိုက်ရတဲ့နောက်မှာသူဟာပန်းဆိုင်ကိုပြန်သွားလိုက်ပြီးပန်းတစ်ဆင့်ပို့ဖို့အမကိုယူသိမ်းလိုက်တယ်။ ။နောက်ပန်းစည်းတစ်ခုကိုကောက်ယူလိုက်ပြီးမိုင်းနေဟာဝေးမှနေတဲ့သူ့မိမိအိမ်လေးစီသူကိုယ်တိုင်ထွက်လာခဲ့လိုက်တော့တဲ့။ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့ဘဝဟာတူတောင်းလို့မှာတယ်။ကိုကိုချစ်ခင်ကယူဆိုင်တဲ့လူတွေနဲ့ကိုတက်နိုင်ကြလောက်များများအချိန်ယူပါ။အရန်တော့ကြမသွားခင်မှာသူတို့နဲ့အတူတူရှိရတဲ့ခိုင်တန်အချိန်တွေကိုပျော်ရွှင်စွာတန်ဖိုးထားပါ။တခြားယာတွေအားလုံးထဲကိုရဲ့မိသားစုကအရေးကြီးဆုံးပါတဲ့။ကောင်းသောနေ့လေးဖြစ်ပါစေ။